ရားတပည့်တော်မတို့ဆရာတပည့်တော်တို့အဝိဇ္ဇာမှောင်ကြီးဖုံးကာနေပါဖုံးကာနေလို့ပါအဲ့ဒီတော့တန္တရာကြီးမှဝဲဩဃာကြီးမှလဲနေရပါလေအဲ့ဒီတရားတောင်းလိုက်ပါအဲဟုတ်တာပေါ့လေတန္တရာကြီးမှဝဲဩဃာကြီးတဲ့မှာလဲနေရတယ်ပုံကိုယ်တွေဘာကြောင့်လဲရတယ် အဝိဇ္ဇာဘောင်ကြီးကကာဆီးထားတာကိုဘယ်လိုအဝိဇ္ဇာလဲတကားတကားမှာလောဘတိဒေါသတွေမောဟတွေမာမနာတွေအဲ့ဒါတွေကလောဘတိဒေါသတွေမောဟတွေမာမနာတွေဆိုတဲ့တိမ်တလားတွေဖုံးဒါကြောင့်မလို့သန္ဓရာကြီးမှာကရုတ်ကွဲလျှောက်လဲကြရပါလေဒါသန္ဓရာကြီးမရေရင်မျောကြဘာကြောင့်မျောတယ်လဲအဲ့ ကိလေသာအာယုန်တွေလောဘကိလေသာတွေဒေါသကိလေသာတွေမောဟကိလေသာတွေမာမနာကိလေသာတွေဒီကိလေသာတွေဖုံးကာနေတော့ဘာမှမသိတော့ပါဘူးဗျာယုံနာလည်းမသိဖြစ်ထားလည်းမသိပြက်ထားလည်းမသိသဘာဝသစ္စာကိုလည်းမသိမသိတော့တန်ត្រာကြီးလဲတာပေါ့ဗျာလဲတာပေါ့မသိလို့လဲတာသိမလဲပါဘူးဗျာသိအောင်လုပ်ရင်သိပါတယ်ဗျာ အဲ့တော့တချို့ပြောလေပြောတာရှိပါလိမ့်တယ်တရားယောဂီတရားမကျင့်နဲ့ယူသွားမယ်အဲ့ဒီလိုပြောဟောက်တာပဲသူတို့ပြောတာလဲမမှန်ဘူးလားမှန်ပါတယ်ဗျာယူတာပေါ့တရားကျင့်တဲ့ပုဂ္ဂိုလ်မှယူတာဗျာဟုတ်တယ်ဘာကြောင့်ယူတယ်လဲတဲ့ကဘာလာဆန်းတရက်တဲကယူလာလိုက်တဲ့အယူတွေဟာဘယ်ပြောကောင်းမလဲအဲလောဘ လောဘတွေဒေါသတွေမောဟတွေမာမနာတွေဒါတွေတောင်းကြလာတော့တန်ခါးကြီးလဲအခုဟာအတိတ်ကာလတုန်းကဒီအယူတွေကိုပျောက်အောင်လို့အခုဟာကဖြစ်နေသမထဝိပဿနာတရားကျင့်ညာအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေမကျင့်မကြမ်းမအထုတ်တဲ့ပုဂ္ဂိုလ်တွေကအယူတွေဟာတရားကျင့်ယူသွားမယ်လို့အဲ့ဒီပုဂ္ဂိုလ်တွေကဒါဖြင့်တရားကျင့်လို့ယူသွားတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားတွေယူကုန်ပြီရှင်ပြရှင်ပြစေကာဗုဒ္ဓတွေယူကုန်မလား ယဟန္တာရိယုကုံမလားအနာဂံကြီးရိယုကုံမလားသရဂံရိယုကုံမလားသောတာပန်ရိယုကုံမလားမယူပါဘူးဗျာနိဗ္ဗာန်ကုကုံပါဘူးအဲအခုယူတယ်ဆိုတဲ့ပုံကိုယ်တွေကဘာတွေယူနေတယ်လဲတဲ့ဟုတ်တာပေါ့တရားကျင့်တဲ့ပုံကိုယ်တွေယူတာပေါ့သူများတယ်ပုံယူတယ်ရှေ့ကပညာကရှေ့ကထွက်တယ်နောက်ကပရမတ်သစ္စာလိုက်တယ်ရှေ့ကများပညာများထွက်တာကြားမှုကြမှာပေါ့တရားဓမ္မတွေဟေးတဲ့ အယုဟေတဲ့အယုအယုတဲ့အယုကပိုထူးတဲ့ဟေးတဲ့အယုကအိမ်ဥတက်ပြီးတော့ချီးပါတဲ့ဟောဒီလိုလုပ်အယုကပိုထူးတယ်တဲ့အယုကတမှုသားတယ်တဲ့အယုကအိမ်ဥတက်ချီးပါတယ်တဲ့ဟောဒီလိုပြောတယ်ပညာကရှိကတွေ့အဲအခုမြတ်စွာဘုရားသာသနာတော်ကြီးမိတဲ့အချိန်ကသမထဝိပဿနာတရားပညာအထုတ်တဲ့ပုံပေါ်ကြီးကြတော့အယုတွေပါပဲဗျာ အဲ့ဒီအယုတွေကပို့ထူးပါလိမ့်မယ်ဗျာအဲ့ဒီပို့ထူးလို့တမှုသာပါတယ်ဗျာတမှုသာတော့အိမ်ဥတက်ပြီးတော့ရှိပါတယ်လို့ရှိကပညာကထွက်အဲ့ဒီတော့သမထဝိပဿနာတရားကိုပညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်ကြတော့ယုံနံကိုမြင်တယ်ယုံနံကိုသိတယ်ပညာပရမလည်းကျွဲတယ်ဥပဒါန်ယုတ်ကိုလည်းသိတယ်သိလာသိလာတော့အတိတ်ကာလတုန်းက တဏှာငါဆွဲလာလိုက်ကြတာရုပ်ပက်ခန္ဓာလဲငါဝရณะခန္ဓာလဲငါသင်ညခန္ဓာလဲငါပင်ခါရခန္ဓာလဲငါမနောဝိညာဏလဲငါတဏှာငါဆွဲလာတယ်အဲဒီငါဆွဲတွေဟာကိုကဘာလာဇန်တရက်ကဆွဲလာတဲ့ငါဆွဲကိုဖြုတ်ကြညာသမထဝိပဿနာတရားကျင့်ညာအထုတဲ့ယောဂပုဂ္ဂိုလ်တွေကတော့အဲ့တော့ပို့ပြီးတော့သူတို့ကယူလိုက်တယ် အဲမကြင့်မကြံမအားထုတ်တဲ့ပုံပေါ်တွေကြတော့ကောင်းတယ်သက်သာတဲ့နိဗ္ဗာန်မျက်မှောက်ပြုတ်တယ်သက်သာတာကိုမိမိမောမောနဲ့လောဘနဲ့လောဘအာယုန်နဲ့ဒေါသအာယုန်နဲ့မောဟအာယုန်နဲ့မာနအာယုန်နဲ့ဒီအာယုန်တွေနဲ့ပြောနေတာဒီအာယုန်တွေနဲ့ပြောတော့အခုတော့ကောင်းသေးတာပေါ့အခုတော့ချမ်းသာနေတယ်မယူဘူးအနာဂတ်ကာလကျတော့တရားနှလုံးမကြင့်မကြံမအားထုတ်တဲ့ပုံပေါ်တွေဒါဘယ်ပုံပေါ်မျိုးမဆိုဘုံကြီးဖြစ်ပြီစိတ် တရားနှလုံးမှာမကြင့်မကြာမအားထုတ်တဲ့ပုံကိုယ်တွေယုံနာကိုသိရင်သိယုံနာကိုမြင်ရင်မြင်ဥပဒံယုတ်ကိုသိရင်သိမသိလို့ရှိရင်အခုတော့သက်သာတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုတ်နေတယ်ဒုက္ခဝေဒနာတွေခံစားချမ်းသာနေတာပဲဘိုင်းစပုတ်တွေသွားကြည့်လိုက်လေဒီဟိုတွေနားထောင်လိုက်ဒါတွေနဲ့အဲသမီးတွေသားတွေစိန်တွေရွှေတွေပစ္စည်းတွေနဲ့ပြောနေလိုက်အာပြောနေတာအဲနိဗ္ဗာန်ချမ်းသာခံစားနေတော့တာပဲဒုက္ခခံစားနေတယ် အခုတော့ခံစားလို့ကောင်းသေးတာပေါ့ဒုက္ခရှိရင်ဒုက္ခရှိပါတယ်ဗျာဒုက္ခခံစားလို့ကုံတော့ခန္ဓာ၅ပါးယုံနာနာပါပြတ်တော့မယ်ဆိုတော့ပေပြီတဲ့အပယ်လေးပါဆင်းပြီးတော့တိဋ္ဌံခန္ဓာပိဋ္တခန္ဓာငရဲခန္ဓာနဲ့အဲ့ဒါဆက်ကြပြီးတော့ဆက်လို့ကုံးလို့မကုံတော့အဲ့တော့အခုတရားနှလုံးမကြက်မကြမအထုံတဲ့ပုံကိုယ်တွေကြပြီဆိုရင်တရားကျင့်တဲ့ပုံကိုယ်တွေကိုပြောနေပြောတာရှိတယ်အယူတွေ ဘယ်မှာပွားကျင့်လိုက်တာယူတယ်ဟုတ်တာပေါ့သူတို့ပြောယူတဲ့ပုံကိုလည်းယူမယ်ဘာကြောင့်ယူတယ်လဲတဲ့ပညာပရမမမသိလို့ယူတာပါဗျာတရားကျင့်ရင်တကယ်အစ်စ်တရားမှန်လို့ရှိရင်ဘယ်တော့မှမယူပါဘူးဗျာအတိတ်ကာလတုန်းကယောဂအယူတွေတော့ပျောက်ကင်းတယ်ဓမ္မဆင်းနဲ့တိုက်လိုက်ရင်ပျောက်ပါတယ်ဗျာအဲ့ဒီတော့အတိတ်ကာလတုန်းကစွဲလာတဲ့ဒိဋ္ဌိကြီးတွေငါကြီးတွေအစွဲကြီးတွေအဲ့ဒီအစွဲတွေပျောက်ပါတယ်ဗျာ 哎，所谓标本收入些，一百零万多吧，人家，哎着。